ဲ့ blog channel လေးကနေအားလုံးပြင်နေကျေစလိုက်ပါတယ်။ဒီနေ့ blog ကကတော့အားလုံးဆောင်ရုံနေကြရဲ့ခီတီရဲ့ရုပ်ပစိ blog ကိုပါ။ခီတီတို့ရဲ့ညနေကနေပြီးရောညအထိကိုဘာတွေလုပ်ခဲ့ပြီးရောဘာတွေစားခဲ့လဲဆိုတာကိုခီတီရဲ့ဒီ blog လေးထဲမှာအကုန်လုံးပြောပြပေးထားမလို့ blog ကိုအစအနေဆုံးထိကြည့်ရှုပေးကြဖို့တအားလုံးတောင်းဆိုချင်ပါတယ်။ The first star နေနေကတော့ခီတီတို့ရဲ့ဝတ်သားတို့ရင်ဦးဆုံးသွားစားကြပါတယ်။ယူရီကိုရောက်ပြီးဆိုရင်ပမာဆုံးလုပ်ချင်တဲ့လောက်ကဝတ်သားတို့စားချင်တာမို့လို့ဝင်စားခဲ့ပါတယ်။သူကတခြားအောင် နေရပေးရပြီးတော့အရင်လေးလည်းမစိုးပါအောင်တောက်လို့ကောင်းခဲ့ပါရဲ့။ရောမစတော့မှတ်ထမ်းဝင်ပြီးရောလူကြီးတွေကိုကြောဖို့အတွက်မုတ်လေးကြီးလည်းဝင်ဝင်ခဲ့ပါသေးရဲ့။ဒသင်းချောက်ကာလာဖြစ်တဲ့အတွက်ကြောင့်မလို့မုတ်လေးကတော့အရင်အထက်တချို့ဟာလေးရပူစီကြီးလာပြီးတော့တချို့ promotion ချထားတဲ့မုတ်လေးကြီးလည်းတွေ့ခဲ့ပါရဲ့။လူကြီးတွေကိုကြောဖို့ကအဓိကမဟုတ်လို့ခီလီစားဖို့အဓိကမရွေးဘဲနဲ့မိမိတို့စိတ်ကြိုက်ပဲယူနေပါရဲ့။ဝယ်ပြီးတော့ခီလီတွေပစ္စည်းလေးတွေကိုအိမ်လေးအနေနဲ့ထုတ်ပြီးတော့တောက်ကြောပါရဲ့။ဒါကတော့ခီလီပျော်ဆုံးချိန်ဖြစ် တဲ့မဘိုးပြန်ရခဲ့အချိန်ကြီးပဲဖြစ်ပါတယ်။ဒါလို့ဒါ ခင်ရဲ့ချောပွဲစုလမ်းလျှောက်ပြီးတော့ပဲတိုက်ပိုင်ဖဖီရဲ့မမီရဲ့ခီတီရဲ့တုံးရောက်ပဲပေါ့နော်အရင်နေ့ကလို့ခီတီရဲ့မမမပါတော့တော့မမမကြသေးခင်ကပဲချက်ပန်းထွက်သွားရင်မလို့ပေါ့နော်ဒါဆိုရင်တော့ခီရဲ့ချောပွဲစုလမ်းဆောက်ဆပြီးတော့ရောက်နေပေါ့နော်ညနေပဲဆိုရင်တော့မလူရီကတော်တော်လေးကိုစီကန်းနေပါရဲ့အစလေးမှနေမျက်မှန်ဆိုင်တွေ့လို့ပေါ့နော်ခီတဘောကြိုင်ညမန်လေးနဲ့တွေ့ရနေခီလည်းဆမ်းပြီးတော့အများကြီးတက်ကြည့်ခဲ့ပေါ့နော်နောက်တော့မှခီလိုက်တာလေးကို ပဲယူခဲ့ပါရဲ့မြန်မာတက်လာလို့ရှိရင်မျက်နာလုံးဝပြောင်းထွက်သွားမလို့ခင်အရင်သဘောကျပါရဲ့ဒီတစ်ခါတော့ကြာခီးရဒီအဝိုင်းလေးကိုပဲဝှက်ဖြစ်ခဲ့ပါရဲ့ဘာလို့လဲဆိုတော့ဒီအဝိုင်းလေးကခီးပြီးပြီးကိုယ်တိုင်ယူပြီးထားတာဆိုတော့ခီးဒါလေးကိုပဲသဘောကျအနေနဲ့ဝယ်လိုက်ပါရဲ့လို့ဆိုညင်ရဲ့ဖွဲ့စည်းမှာခုလိုမျိုးယုံကြည်ရောင်းမြအောင်လည်းခီးတွေးခဲ့ပေါ့နော်နောက်တော့မုတ်ဆိုင်ညတော့အများဆုံးရှိပါရဲ့ဒီလိုကြီးရဲ့အရင်လိုချင်ရဲ့ပူပေါင်းဆိုင်နေရောပါပြီးတော့ line ဘောအနေနဲ့တွေးခဲ့ဦးတန်ကြီးဆိုရဲ့ဘာယူယူ9000ဆိုင်မှာလည်းခီးတို့ကပတ်လေး ရေပေါ်တော့အဆင်ပြေမလားဆိုတော့ဝင်ကြည့်ခဲ့ပါတယ်ဒီတစ်ခေါက်ကလည်းခီးထွက်မလို့ဝီဗီကိုရိုင်းမဲ့ရွေးပြီးတော့ခီးတို့ကပတ်တစ်ခုလေးဝယ်ခဲ့ပေါ်တော့ပြီးတော့ငရေတော့အញ្ញောင်းလိုချင်ခဲ့ပိုးပုတ်ဆိုင်လေးဆိုရင်အញ្ញောင်းချစ်ဖို့ကောက်မယ်ပြီးတော့ဂျယ်လီဆိုင်တွေရောဒီလိုမျိုးခလေးစီးဟန်ရောအများကြီးရှိပါတယ်ဒါကတော့ခီးကပတ်ဝယ်ထားအဆင်မပြေလို့ခီးဖြစ်ပြီးနဲ့မမီနဲ့ခီးတို့ပြန်ပြီးတော့ဝတ်ပြီးနေပါတယ်ဒီလမ်းဆောင်မှာဆိုရင်ဒီဘက်ချမ်းမှာရဟတ်တေးသေးလေးနဲ့ဟိုဘက်မှာတော့ရဟတ်အကြီးရှိရပေါ့နော်နောက်တော့ခီးအញ្ញောင်းစားချင်နေရဲ့ င်လိုင်းပေါ်အတွေ့ဆိုင်လေးကိုဆိုင်သွားရပေါ့နော်အဲ့ဒါကဒီလိုမျိုးရောင်းဆုံးချယ်လီပေါ်ရောင်းတဲ့ဆိုင်လေးပါဒါခီတွေ့တယ်အရင်စားကျင်လို့မရရအောင်ရှာပြီးတော့တောင်းဝယ်စားခဲ့ပါ යි သူကဒီလိုမျိုးနှစ်ချောင်းပါတပူ2000ဆိုတော့တစ်ချောင်း1000ပဲကြပါ යි ရတာက ုးပါပြောရောင်ဆောင်ပေါ်လေးဆိုတော့တော်တော်လေးမိုက်ဖိုင်အရင်ကတော့တစ်ခုနဲ့တစ်ခုမတူပါဘူးတော်တော်လေးကိုချိုးရက်ဖတ်သွားပါရင်ဒါပေမဲ့စားချင်ရစားရလို့ရုပ်ကတော့ပျော်ညီပါရင်ပြီးတော့ဟီးရိုကြီးဟက်ကြီးရှိရဲ့ဘက်ချန်မုံစည်းတောင်ဟီးရိုဆက်ပြီးတော့ရှောက်ကြရပေါ့နော်အမှပါလေးရှိရဲ့ဆိုရလဲခီးရက်ပြပေးထားပါရင် ပရစ်ကျော်ရောအကောင်မျိုးစုံဖြစ်စီကီယူလေးကျော်ပြီးတော့ရောင်းတဲ့ဆိုင်တွေကကြောင်ပြန်ကွေးရဲ့ပတ်ချံမှာရှိပါတယ်ဒီဆိုင်တွေကတော်တော်လေးသဘောကောင်းပါတယ်အမည်ရလည်းတကူကြီးကြီးဘောနောင်ကလုံးလိုက်မီလို့ရခဲ့ပါတယ်အဲ့တော့ခေတို့လည်းအဲနှစ်ခွလောက်လာမလို့ခေတို့အားပေးခဲ့ပါတယ်ဒီခေါနဲ့ကော့ချော်ဆိုင်တွေဆိုလည်းတော်တော်လေးသဘောကောင်းပါတယ်အမည်တွေဆိုလည်းအများကြီးပဲချပေးထားအမည်ဆိုတာကြီးပဲခေတို့တွေလည်းတော်တော်လေးမီးခ နော်နောက်တော့အဲခဏန်းခွက်ကျော်နော်တော့အပြော့လို့ခေါ်လာမသိဘူးအဲ့လိုမျိုးလေးလဲဝက်ခဲ့ပါရဲ့ရရတာလေးလဲတော်တော်လေးစားလို့ကောင်းပါရဲ့ဒါမှခီးရအရင်နေ့ကမစားရလို့ဆိုတော့တိတ်ပြီးတော့မစားပါဘူးအခုလိုမျိုးဝသားကြိုက်တဲ့သူတွေတော့ watch လောက်စပြုတ်တီးရောငါကင်နီရလုံးဝ share ရှိပါရဲ့ဒီဆန်နီကကြောက်အဖိုးတယောက်ရောင်းတာပေါ့နော်တတိယချုံမှာကလေးလေးပေါ့နော်ဆော့လို့ရမယ့်ပုံစံကြီးသူကမီးအိမ်လဲရရဲ့ပန်းအိုးပုံစံမျိုးလဲရရဲ့အဓိကကတော့အုတ်ထုပ်ပုံစံကြီးရတာပေါ့နော်သူ ို့ကတခုအောင်မှတထောင်ပဲရှိရဲလက်ရလေးလည်းတော်တော်လေးမြောက်ပြီးတော့ကွာတော်တော်လေးလည်းဆန်းနေပစ္စည်းလေးမလို့ခေတို့ကြီးတုံးခုတော့အားပေးခဲ့ပါရဲ့ဒီချော်ပေမို့ဆိုင်နေလို့ရှိရင်ခီရီယာခီရီမမအရင်လွမ်းမယ်ဘလို့ဆုံးမကြီးချော်ပေမို့ဆိုအရင်ကြိုက်တာလေအဲ့တော့ဒီတစ်ခေါက်ကမမမပါခီရီလည်းဝမ်းစားဖြစ်ခဲ့ပါဦးပြီးတော့ခီရီယာကိုစီချင်နေရဲ့ရဟတ်ကြီးကိုတော့ဆင်းလာပဲဖြစ်ပါရဲ့ရဟတ်ကလူအရင်များရဲ့ပေါ်တော့တစ်ခါစီးဖို့တော်တော်လေးဆောင်းလိုက်ရပါရဲ့အရင်စီးချင်တယ်လေခီရီပါပဲတယောက်ထွေးစီးဆိုရ လည်းမစီရဲတခီပဲပေါ့နော်အဲ့အနေခီရခီပြပြလို့လဲဆဲရောတူတူစီးမယ်ဆိုပြီးခေါ်ရခဲ့ပါတယ်ဒါခီပြပြရိုက်မိထားဗီဒီယိုလေးပါခီရအပေါ်ရောက်လိမ့်လीဖုံးအောင်မကိုင်းနိုင်တော့ဘူးနော်ပြုတ်ကြမှာအရင်ကြောက်လို့ခီပြပြရိုက်ပြီးထားပါဘွာတခါစီးရအောင်တယောက်ကို3000ပေးရပေါ့နော်ဒါပေမဲ့တိတ်တော့မတန်ပါဘူး၄ပတ်လာမသိဘူးဒါပဲပတ်ပါရင်အပေါ်စီးရနေမြင်ရပြီးလို့လေခီတို့ရိုက်ပြပေးထားပါ诶ဗီဒီယိုကအရင်ရှိလို့ရှိရင်ချီရပြင်းအောင်မှာဆိုလို့ခီအများကြီးမပြတော့ဘူးပေါ့နော်ရဟစီရ ာချင်းတူတူဆိုရင်မင်းသူများလိုမဟုတ်ပါခီရတော့အဖေနဲ့တူတူစီအဖွဲရပါယဟစီဘီဝါခီရတော့မောဝါပါရခီဘီရတော့ခေါကူဝါရလို့ပြောရပါတော့အဲ့နဲ့ခီလူရေးစာနဲ့ရေးဝင်ဝဲပါရခီဘီလူရတော့ရိုက်လာအများကြီးပါပဲဒါမှပြေးဝါမှာဆိုလို့ခီအကုန်မထည့်ပေးရပါတော့အပြန်လမ်းမှာလဲစားချင်တဲ့မုန်လေးတွေ့ရနဲ့ဝယ်စားခဲ့ပါရဘာတန်ဆုံးလဲဆိုမုတ်ဆိုင်ကြီးကအမီးကျွေးရပါအဲ့ဒါတော်တော်လေးကိုကောင်းတဲ့အချက်တစ်ချက်ပါအမီးကျွေးရလေးစားပြီးတော့ကိုကျဲတဲ့မုန်လေးတွေထပ်ပြီးတော့ဝယ်ခဲ့ပါသေးရဲ့ ဲ့အပြင်မှာတော့နောက်ဆုံးပိတ်အိမ်နဲ့လွယ်နေနေပင်လယ်ဓမြလည်းခီစီးခဲ့ပါသေးရဲ့ပင်လယ်ဓမြကိုကြတော့ခီကအဖော်အနေနဲ့မိမိနဲ့တူတူစီးပါရဲ့ရဟကိုကဖီဖီနဲ့စီးရောပင်လယ်ဓမြကိုမိမိနဲ့စီးခဲ့ပါရဲ့မိမိကဗီဒီယိုတိုင်းမှာပါလာလို့ရှင်မမေ့ရွေးဖြစ်နေမှာလို့အသေးနဲ့ပြောင်းဟိုင်းထားပါရဲ့နောက်တော့မအော်ကြီးဆိုပြီးတော့မိမိပြောတော့ခီတီပဲအော်ပါရဲ့တဲ့ဒါဆိုရင်တော့ခီတီရဲ့ရေချိုးစိပလော့လေးကတော့ဒီမှာဒီမှာပြပါပါပြီအစအနေဆုံးရှုပ်ပြကြသူလေးအားလုံးကျေးဇူးများဒီမှာနောက်ထပ်ပလော့လေးမှပြတွေ့ပါ 拜拜。Bye bye. Bye bye.